အမေကြီးပုံမြင်ဆိုတဲ့ခေါင်းစဉ်နဲ့တင်တို့နဲ့အတူဖျားသိရဲ့နှုတ်ကပတ်တော်ကိုစင်ကျင်တဲ့အချိန်ကိုယူကြမှာဖြစ်ပါတယ်။ဒီအမေကြီးပုံမြင်ဟာမေရခိစေတဲ့ပုံနှိပ်တိုက်ကနေ2016ခုနှစ်ကထုတ်ဝေခဲ့တဲ့စာအုပ်ထဲကအကြောင်းအရာဖြစ်ပါတယ်။ကျွန်တော်အတူချုံဖတ်ပြပါမယ်။သောမတ်မော်ရဲ့ယူတိုပီးယားဝတ္ထုထဲကယူတိုပီးယားရဲ့အဓိပ္ပာယ်ဟာနေရာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆမ်မြူရယ်ဘတ်လာရဲ့ဝတ္ထုအရေဖွန်ထဲမှာယူတိုပီးယားရဲ့အဓိပ္ပာယ်ဟာဘယ်မှာမှဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါလေယူတိုပီးယားဆိုတာဘယ်မှာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါလေဒါပေမဲ့တကယ်ပဲယူတိုပီးယားဆိုတာမရှိတာဟုတ်ပါသလားကျွန်တော်တို့ရဲ့ဘဝဟာတူတောင်းပေမဲ့ရှည်လျားတဲ့ခီးစဉ်ဖြစ်ပါလေအဲ့ဒီခီးစဉ်ကတစ်စင်းကျွန်တော်တို့ဘဝရဲ့နေရာတိုင်းမှာအသက်ရှင်နေတဲ့ရှုချိုင်ရှင်ရဲ့ဖြစ်တည်မှုကို ခံစားနိုင်ပါတယ်ပြီးတော့အသေးအတန်ရှာဖွေနေတဲ့ယူတိုပီးယားဟာတခြားဘယ်မှမှမဟုတ်ပဲအမေရဲ့ယူကွင်မဟုတ်လားလို့စဉ်းစားခဲ့ပါတယ်အမျိုးသမီးတဦးဟာကိုယ်ပွန်ဆောင်ခြင်းနဲ့ခလီမွေးပွားခြင်းကတဆင့်အမေဆိုတဲ့နာမည်ကိုရရှိပါတယ်အမေတယောက်ဖြစ်လာတဲ့ဖြစ်စဉ်ဟာဘာနဲ့မှနှိုင်းရှင်းလို့မရတဲ့နာကျင်မှုနဲ့ဂျွန်တွဲနေပါတယ်တို့ပေမဲ့အမေဟာအဲ့ဒီနာကျင်မှုကိုတော့ပျော်ရွှင်မှုလို့ပြောပါတယ် အတားကိုဆုပ်ပြဲစေတဲ့နာကျင်မှုကတော့ပျော်ရွှင်မှုဖြစ်နိုင်ပြီးအပြင်းထန်ဆုံးနာကျင်မှုကိုပေးတဲ့ကလေးရဲ့ဖြစ်တုမှုကိုတော့ဖြစ်နိုင်တဲ့အရာဟာဘယ်လိုဖြစ်နိုင်တာပါလဲကျွန်တော်နဲ့ကျွန်တော်တို့ဒီလောကထဲမှာတည်ရှိနေတဲ့အရာခတ်သိမ်းဟာမိခင်ရဲ့ချစ်ချင်းမေတ္တာကိုစားသုံးပြီးအသက်ရှင်နေကြပါတယ်ဘုရားသခင်ဟာနေရာတိုင်းမှာမရှိနိုင်တာကြောင့်အမေတွေကိုဖန်ဆင်းခဲ့ရဆိုတဲ့ဒီစကားဟာဘုရားကလောကနေရာတိုင်းမှာအမေရဲ့ပုံတရားအပြင် တရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါလားပြီးတော့ဒီအလိုတော်အားလုံးကိုအဆောက်ဖန်ဆင်းခြင်းဆိုင်ရာတမန်ကျမ်းစာအကြောင်းအရာထဲမှာတွေ့ရှိနိုင်ပါလေအနည်း၆ထဲမှာအမေအကြောင်းကိုအဲ့ဒီလိုအချင်းချင်းဖော်ပြထားတာဖြစ်ပါလေကပောက်ကျမ်းထဲမှာဖျားသခင်ဟာအာရန်ကိုနှစ်နှစ်ခြားခြားအိပ်ပျော်စေပြီးနောက်သူ့ရဲ့နံရုပ်ကိုယူပြီးဖန်ဆင်းခဲ့တဲ့ဖြစ်တည်မှုဟာဘယ်လိုနံမီကိုရရှိခဲ့ပါသလဲ ဧဝဆိုတဲ့နာမည်ရှိတဲ့မိမတူကိုဖန်ဆင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။မိခင်ဖြစ်မလာခင်မှာအလုံးကအမျိုးသမီးဖြစ်ပါတယ်။အမျိုးသမီးတူကနေမိခင်အဖြစ်ကူပြောင်းတဲ့လုပ်ငန်းစဉ်တိုင်းမှာခလေးမွေးဖွားရမှာဖြစ်ပါတယ်။လူသားတအုပ်ခန်းစားရတဲ့နာကျင်မှုတွေလည်းကအကြီးမားဆုံးနာကျင်မှုဟာခလေးမွေးဖွားခြင်းရဲ့နာကျင်မှုဖြစ်ပါတယ်။အဲဒီလိုနာကျင်မှုမျိုးနဲ့မွေးဖွားပေးပြီးနောက်မှာခလေးကိုဘယ်လောက်တောင်ကျင်နာပြီးချစ်ချင်းမေတ္တာအပြင်ဆက်ဆံကြပါတယ်လေ အမေကလွယ်ရင်ဘယ်သူကအမှန်တကယ်အဲ့ဒီအလုပ်ကိုကြိုင်တွင်နိုင်မှာပါလဲလူသားတွေခံစားရနိုင်တဲ့အပြင်းထန်ဆုံးနာကျင်မှုကိုဖြစ်စေတဲ့သူကိုအဲ့ဒီလိုဘွားကိုမြုပ်နှံပြီးတော့ချစ်နိုင်တဲ့တခုတည်းသောဖြစ်တည်မှုဟာအမေပဲဖြစ်ပါလေဒါကြောင့်အမေဤပုံမြင်ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ပိုင်းကိုကြည့်ရင်ဒီမြေကြီးမိခင်တွေရဲ့ဘဝဟာနောက်ဆုံးမှမိခင်ရဲ့မိခင်စီကအမွေဆက်ခံရတဲ့ဗီဇအရာ တာသမီအတွက်ပေးဆက်ပြီးမြုပ်နှံပြီးတော့အစီအကံတဲ့ဘဝကိုရှင်သန်ရတယ်ဆိုတာကိုနားလည်နိုင်ခဲ့ပါတယ်ဘယ်မိကမဆိုအတူတူပဲဖြစ်ပုံပေါ်ပါတယ်တာသမီအတွက်ဆိုရင်မြန်မာပြည်ကြီးမြတ်ရင်တော့နှိမ့်ချစွာနဲ့နှိမ့်ချတဲ့နေရာမှာရပ်တည်ပါတယ်အဲ့ဒီလိုလုံနိုင်တဲ့ပုံကဟာအမေကလွယ်ပြီးမရှိပါဘူးဘာကြောင့်ဘုရားသခင်ဟာအဲ့ဒီလိုဖန်ဆင်းထားခဲ့တာပါလဲဒီနေ့တမန်ကျမ်းစာကတဆင့် ဒီပိုင်းအားလုံးကိုလေ့လာကြည့်ရင်ကျွန်တော်တို့ကိုယ်ခန္ဓာအမေရဲ့ပိဆက်မှုလဲကြီးမားပေမဲ့အမေရဲ့အမေရှိဇက်တိုက်နောက်ပြန်သွားကြည့်မယ်ဆိုရင် နောက်ဆုံးတော့အေဝါစီကိုရောက်သွားမှာဖြစ်ပါတယ်အေဝါဟာဘသူရဲ့ဇနီးဖြစ်တယ်လို့တမန်ကျမ်းသားမှာမှတ်တမ်းတင်ထားတာပါလေအာရန်ရဲ့ဇနီးဖြစ်တယ်လို့မှတ်တမ်းတင်ထားပါတယ်ယောမဩဝါဒစာအခန်းကြီး9အခန်းငယ်14ရာအာရဟံဟာဘုသူကိုကိုစားပြုတယ်လို့ပြောထားပါတယ်လေ ကြွလာတော်မူမဲ့ခရစ်တော်ရိုးရိုးရှင်းရှင်းပြောရရင်ကျွန်တော်တို့ရဲ့ဝိညာဏအဖေဖြစ်ပါတယ်အဖေရဲ့ဇနီးဖြစ်တဲ့အမေကိုတမန်ကျမ်းစာကအေးဝါလို့ဖော်ပြထားပါတယ်သူဒီအသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ဂလာတိဩဝါဒစာထဲကအပေါ်မှာရှိသောယေရှုရှင်မြို့မူကခတ်တိုင်းသောငါတို့၏အမိသည်ဟုသောကျွန်မမဟုတ်သောမိမဖြစ်သည်ဆိုတာဟာကောင်းကင်အမေဖြစ်ပါတယ်မိခင်တဝူးကလည်း သူ့ရဲ့မိခင်ကိုလွန်ဆွတ်တဲ့အချိန်တွေအများကြီးရှိပါတယ်။အဲ့ဒီမိခင်ရဲ့မိခင်ဟာလည်းအဲ့ဒီလိုပါပဲ။ဘဝကအချင်းချင်းဖြစ်ပြီးခက်ခဲပြီးအရင်ချင်းနဲ့လာပြီးတော့ငရဲမှုလည်းအလုံးပြောက်ဆုံးကတာသမီအလုံးဟာလည်းအတိုက်ကိုဆုံးခါသွားပြီးအနားမှာဘယ်သူမှမရှိတော့တဲ့အခါအလွမ်းရဆုံးသူဟာဘယ်သူပါလဲလို့မင်းရင်ဘလောက်ပဲအသက်ကြီးတဲ့တက်ကြီးရွယ်ဟုဖြစ်ပါစေအမေကိုအလွမ်းဆုံးဆုံးဖြစ်ပါတယ်80 90ကျော်အဖိုးတွေကိုမေးတဲ့အခါမှာလဲ သူတို့ရဲ့မိခင်တွေကိုသတိရဆုံးဖြစ်တယ်လို့ပြောကြပါတယ်။ကဘာတော်ဝန်မှရှိတဲ့ဘာသာစကားတွေထဲကအလှဆုံးစကားကဘာဖြစ်မလဲဆိုပြီးသူတိတ္တနာပြုကြည့်တဲ့အခါအလှဆုံးစကားလုံးဟာအမေဆိုတဲ့စကားလုံးဖြစ်ပါတယ်။လူတိုင်းရဲ့စိတ်နှလုံးထဲမှာအမေကအဲ့ဒီလိုကြည်ရှိနေခြင်းဟာဝိညာဏအမေရဲ့ပေးဆက်ခြင်းနဲ့ချစ်ခြင်းမေတ္တာပြီးတော့အမေကသာသမီတွေအတွက်တိတ်ဆိတ်စွာ ဥဆောင်နေတဲ့ဧဝံဂေလိလမ်းအလုံးဒီယာအလုံးဟာလူသားတွေကိုအမေနဲ့ပတ်သက်ပြီး တောင်းတစေတဲ့အကြောင်းတရားလို့ယုံကြည်ပါတယ်ဒါကြောင့်ဒီနေ့အမေကြီးပုံမြင်ဆိုတဲ့ခေါင်းစဉ်နဲ့ဂလာတိဩဝါဒစာခန်းကြီးအခန်းငယ်28ကို အတူကြည့်ကြပါစို့ ဂလာတိဩဝါဒစာအခန်းကြီးလေးအခန်းငယ်28ကိုကြည့်ရင်ညီအကိုတို့ငါတို့ဒီဣဇက်ကဲ့သို့ဂရိတော်နှင့်ဆက်ဆိုင်တော်သားဖြစ်ကြ၏ထိုအခါဇာတိပဂရိအားဖြင့်ဘွားတော်သားသည်ဝိညာဉ်တော်အားဖြင့်ဘွားတော်သားကိုနှင်းဆက်တဲ့ကဲ့သို့ထိုနိဒုယခုပင်ဖြစ်၏အခန်းငယ်28ကိုကြည့်ရင်ကျွန်တော်တို့ဟာဣဇက်နဲ့တူတဲ့ဂရိတော်ရဲ့သားသမီးတွေဖြစ်တယ်လို့ရေးထားပါတယ် ဒါဟာဖျားသခင်ကိုယုံကြည်ပြီးကယ်တင်ခြင်းလမ်းမှာပါဝင်တဲ့သူတွေကိုတမန်ကျမ်းစာကဘယ်လိုဖော်ပြထားလဲဆိုတာကိုပြသပါတယ်။ဒါဆိုရင်ဖျားသခင်ဟာကျွန်တော်တို့စီဘာဂရီကိုပေးထားလို့ကျွန်တော်တို့ကဂရီတော်ရဲ့သားသမီးတွေဖြစ်တာလဲဆိုတာကို ရှင်ယောဟန်ဩဝါဒစာပရမဆောင်အခန်းကြီး1မှာဖွင့်ကြည့်ကြရအောင်။ရှင်ဟောဝါရစာပရမသောအခန်းကြီးနဲ့အခန်းငယ်25ကိုကြည့်ကြရအောင် ငါတို့အားပေးတော်မူသောဂရီတော်မူကားဘာလို့ပြောခဲ့ပါသလဲသာရတ်တကုဝန်ခံတော်မူသောဂရီတော်ပေသည်ဖျားသိခင်ဟာကျွန်တော်တို့စီသာရတ်ကိုဂရီပြုခဲ့တယ်လို့ပြောထားပါတယ်ဒီနေ့တရားသိသနာခေါင်းစဉ်ဟာအမေကြီးပုံရင်ဖြစ်ပါတယ်အတက်လို့ပြောရင်အမေနဲ့ခွဲခြားနိုင်ပါသလားအမေမရှိတဲ့အတက်ဟာဘယ်တော့မှမတည်ရှိနိုင်ပါဘူး အမေမရှိရင်ကျွန်တော်တို့ကအခုလိုမျိုးစကားမပြောနိုင်ခြင်းလမ်းလျှောက်နိုင်ခြင်းအခုခုကို လေးလာနိုင်ခြင်းအာယုံခံစားနိုင်ခြင်းလည်းမရှိပါဘူးအဲ့ဒီလိုဒီယန်ဒီအားလုံးကိုမိခင်တွေစီကတစ်ဆင့်အမွေဆက်ခံခဲ့ကြတာဖြစ်ပါတယ်လူကိုခန္ဓာထဲမှာဆဲလ်ပေါင်း60 trillion ကျော်ရှိပါတယ်ကျွန်တော်တို့ရဲ့မျိုးရိုးဗီဇတဝက်ဟာအဖေစီကနေလာပြီးတဝက်ကအမေစီကနေလာတယ်လို့ပြောကြပါမိမယ် မိခင်ရဲ့မိုက်တိုကွန်ဒရီးယားမျိုးရိုးဗီဇကိုပဲမျိုးဆက်တွေစီပြောင်းပြောင်းပေးတာဖြစ်ပါတယ်။ဒါကြောင့်အမေမရှိရင်ကျွန်တော်တို့ဟာစီးပြေဆုံးတဲ့လူသားတွေဖြစ်မလာနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အတက်ဟာအမေစီကမဟုတ်ရင်ကျွန်တော်တို့မရနိုင်တဲ့အရာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဖျားခင်ရဲ့လူတော်ကိုပိုနီးကလေးလာကြည့်ကြရအောင်။ရလိုက်ချန်ခိုင်းလေးအခန်းငယ်၁၁ကိုကြည့်ကြရအောင်။ ဗျာဒိတ်ကြံခိုင်းလေးအခန်းငယ်17ဖြစ်ပါတယ်။အိုးထာဝရဘုရားကိုတော်ဒီခတ်သိမ့်သောအရာတို့ကိုဖန်ဆင်းတော်မူပြီးထိုအရာတို့သည်အလိုတော်ကြောင့်ဖြစ်ပြီးဖန်ဆင်းလည်းရှိကြပါ၏။ထို့ကြောင့်ကိုတော်ဒီဘုန်းအသေးရဲ့တကူတော်ကိုခန်းစားထိုက်တော်မူ၏ဟုရှောက်ဆို၍ပလင်တော်ရှိ၌မိမိတို့တရဖူများကိုချထားကြ၏။အရာအလုံးကိုဖျားသိက္ခာဖန်ဆင်းတော်မူခဲ့ပါတယ်။ဘသူရဲ့အလိုတော်အားဖြင့် အရာအလုံးကဖြစ်ပေါ်လာတယ်လို့ပြောခဲ့ပါတယ်လေကိုရော်ရဲ့အလိုတော်အပြင်တနည်းအားဖြင့်ဖျားသခင်ရဲ့အလိုတော်အပြင်ဖြစ်ပါတယ်ဒါဆိုရင်ဖျားသခင်ဟာအမေမရှိရင်လေအဖေကသင်အတက်အလုံးကိုဝေဖွားနိုင်အောင်အလိုရှိတယ်လို့ဖန်ဆင်းနိုင်တယ်မဟုတ်ပါလားဘာကြောင့်လဲဆိုရင် तू ဟာအနန္တတကုရှင်ဖျားသခင်ဖြစ်လို့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမလုပ်ခဲ့ပဲတေချာပေါ့အမေကသင်တာသမီအလုံးကိုဝေဖွားအောင်ဖျားသခင်ကဖန်ဆင်းထားခဲ့ပါတယ် 그렇게하나님께서만들어놓으셨습니다.미무신이아따야삐삐에서무고베로마마엄니나이마부.절대이루어질수가없습니다.ပြီးတော့နောက်မျိုးဆက်တွေကိုမွေဖွားပေးဖို့အတွက်အမေဟာမလွဲမသွေဒုက္ခများစွာကိုခံစားရမှာဖြစ်ပါတယ်။အမေဆိုတဲ့စကားလုံးထဲမှာငါချစ်မှုပိတ်ဆက်မှုဒုက္ခဝေဒနာဒီလိုຢာတွေအလုံးပါဝင်နေတဲ့စကားလုံးဖြစ်တယ်လို့ မြင်နိုင်ပါတယ်ကျွန်တော်တို့ကလွယ်လွယ်ကူကူအမေအမေလို့ခေါ်တတ်ကြပါတယ်တင်တို့ရဲ့ရုပ်ပိုင်ဆိုင်ရာကိုခန္ဓာကိုမွေးဖွားပေးတဲ့ရုပ်ပိုင်ဆိုင်ရာအမေရှိတယ်လို့ဝိညာဉ်ရေးအရာဝိညာဏအမေလည်းရှိပါတယ်အမေဆိုတဲ့နာမည်ထဲမှာသာသမီတွေကိုပြုစုပြောထောက်မှုအတွက်မပေါ်ပြနိုင်တဲ့ဆင်းရဲဒုက္ခနဲ့နာကျင်မှုမမြင်နိုင်တဲ့အခက်အခဲတွေအများကြီးရှိတာကိုနားလည်ကြရမှာဖြစ်ပါတယ် အမေဆိုတဲ့နာမည်ဟာဒီတိုင်းဖန်တီးထားတဲ့နာမည်လုံးဝမဟုတ်ပါဘူး။ဗျာဒိတ်ကျအခန်းကြီး၄မှာလဲခတ်တိန်သောအရာတို့သည်အလိုတော်ကြောင့်ဖြစ်၍ဖန်ဆင်းလဲရှိကြပါ၏လို့ရေးထားပါတယ်။အဖေကတဆင့်တာသမီကိုမွေးဖွားတာမဟုတ်ပဲအမေကတဆင့်မွေးဖွားစေတဲ့ဖျားသခင်ရဲ့အလိုတော်ထဲမှာဒီနေ့ဒီမြေကြီးရဲ့အတက်အာလုံးဟာရုပ်ပိုင်ဆိုင်ရာအတက်ကိုရုပ်ပိုင်ဆိုင်ရာအမေကတဆင့်အမွေဆက်ခံကြရတယ်လို့ ဝိညာဉ်ရဲ့ထာဝရအတက်ကိုဝိညာဏအမေမရှိပဲဘယ်တော့မှအမွေမဆက်ခံနိုင်ပါဘူး영의어머니가존재하지아니하고는절대물려받을수가없는것입니다ဖျားသခင်ကအဲ့ဒီအလိုတော်ကိုနှိုးဆော့ပေးဖို့အတွက်ပင်လယ်တွေကငါးတွေလေထဲမှာပြန်တန်းနေတဲ့ငှက်တွေကုန်းမမှာရှောက်သွားနေတဲ့တတဝါအလုံးဟာတဆိုင်ရာမိခင်တွေကတဆင်အတက်အလုံးကိုအမွေဆက်ခံနိုင်အောင်ဖန်ဆင်းထားခဲ့ပါတယ် 받도록끔하나님께서는그리만들어놓으셨다.가하.욕바이사야아들고욕바이사야아메가대신빼들로묘.저너로위니의타우라아들하.우리영예.대차박베두시마야나이네소라고어디빼니다바래.알려주고계십니까?위냐나아메미시베베로마타우라아들고못빼싸우나이무.소래아챗고노서빼대아장야핏데로닌나이마래.다소인되게베타마자사데마 ဝိညာဉ်ရေးအမေတည်ရှိနေတာပါလားတမန်ကျမ်းစာဟာအရာအလုံးကိုတည့်တည့်ပြုထားရမှာဖြစ်ပါတယ်တမန်ကျမ်းစာကဘယ်လိုအတိပေးထားပြီးတည့်တည့်ပြုထားသလဲဆိုတာကပိုရေးကြီးပါတယ်ကျွန်တော်တို့စီသာရအသက်ကိုပေးဖို့ဝိညာဏအမေရှိတဲ့ဆိုတဲ့ဖျားသခင်တင်ကြားချက်ကိုကပောက်ကျမ်းအခန်းကြီး၁ကတစဉ်အတိပြုကြည့်ကြပါစို့ကပောက်ကျမ်းအခန်းကြီး၁အခန်းငယ်26ကိုကြည့်ကြရအောင် အခန်းကြီးတဲ့အခန်းငယ်26ခုကြည့်ရင်တပံဘုရားသခင်ကငါတို့ပုံတရနဲ့တည်နေတတတနဲ့လူ့ဘုဖန်စင်းကြဆိုအဖေဘုရားသခင်တပါတယ်ပဲလူ့ဘုဖန်စင်းခဲ့မယ်ဆိုရင်ငါဖန်စင်းမဲ့လို့ဖော်ပြရမှာဖြစ်ပြီးငါတို့ဖန်စင်းကြဆိုဆိုတဲ့ဖော်ပြချက်ဟာမှားယွင်းတဲ့ဖော်ပြချက်ဖြစ်မှာဖြစ်ပါတယ်တမန်ကျမ်းစာဟာကျွန်တော်တို့စီအမှန်တရားကိုသင်ကြားပေးတဲ့စာအုပ်ဖြစ်ပါတယ် ။ကဘာတဲ့တော့ဘုရားသခင်က ကောင်းကင်ညကြီးနဲ့အရာခတ်တဲ့ကို ဖန်ဆင်းခဲ့မှဆိုရင်ဒီနေရာမှာငါတို့ဖန်ဆင်းကြဆို့ဆိုတဲ့အတုံးတော့ကပေါ်လာပါပါလား။ပေါ်လာမှာမဟုတ်ပါဘူး။တေချာပေါက်တဘာတဲ့ပို့တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းခဲ့တဲ့ဆိုတဲ့အချက်ကိုအတည်ပြုနိုင်ပါတယ်။အဲ့ဒီအဖြစ်ကိုအခန်းငယ်29ကိုတွားပြီးစစ်ဆေးကြည့်ကြရအောင်အခန်းငယ်29ကိုကြည့်ရင် ထိုသို့ဘုရားသခင်သည်မိမိပုံတရံနှင့်ညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်ပုံတရံတော်နှင့်ညီလူယောက်ျားလူမိန်းမကိုဘယ်လိုလုပ်ခဲ့ပါသလဲဖန်ဆင်းပြီးလျှင်ငါတို့ပုံတရံနှင့်တညီဒသရံနှင့်လူကိုဖန်ဆင်းကြဆို့လို့မိန်းတော်မူပြီးယောက်ျားနှင့်မိန်းမကိုဖန်ဆင်းခဲ့တဲ့ဆိုရင်ငါတို့လိုမိန်းတော်မူတဲ့ယောက်ျားပုံတရံဘုရားသခင်နဲ့မိန်းမပုံတရံဘုရားသခင်တည်ရှိနေတယ်ဆိုတဲ့အချက်ကိုနားလည်နိုင်တယ်မဟုတ်ပါလား ။တပါတိတော်ဘုရားသခင်ကလူကိုဖန်ဆင်းခဲ့တာလုံးဝမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်။ယောက်ျားပုံသဏ္ဍာန်ဘုရားသခင်ကို လူသားတွေဟာအဖေဘုရားသခင်လိုအချိန်ကြာမြင့်စွာခေါ်ဆိုခဲ့ကြပါတယ်။ဒါဆိုရင်မိမပုံသဏ္ဍာန်ရှိတဲ့ဘုရားသခင်ကိုကျွန်တော်တို့ဘယ်လိုခေါ်ရမှာပါလဲ။တေချာပေါ့ကျွန်တော်တို့စီအတက်ကိုပေးတဲ့ပုံကို ဖြစ်တဲ့အတွက်အမေဘုရားသခင်ဖြစ်ပါတယ်။ဒါကြောင့်ရုပ်ပိုင်ဆိုင်ရာကဘာမှာအဖေတည်ရှိပြီး အမေတည်ရှိတယ်လို့မျိုးဝိညာဏကဘာမှလည်းအဖေဖျားခင်နဲ့အမေဖျားခင်တည်ရှိတယ်ဆိုတာကိုဖျားခင်ကနှုတ်ဆော်ပေးထားပါတယ်ငါတို့အားပေးတော်မူသောဂရီတော်မူကသာရတက်ကိုဝန်ခံတော်မူသောဂရီတော်ပေသည်ဒါပေမဲ့အဲ့ဒီအသက်ဟာတေချာပေါ့အမေကတဆိတ်လူသားတွေစီပေးရတာဖြစ်ပါတယ်ဒီရာကိုကျွန်တော်တို့ကရုပ်ပိုင်ဆိုင်ရာကဘာမှာ နေထိုင်လာရင်နှစ်ထောင်ပေါင်းများစွာအတွင်းတည်ယူခဲ့ရတယ်မဟုတ်ပါလားခလီတဲဦးဟာတေချာပေါက်အမေရှိမှမွေးဖွားလာတယ်ဆိုတဲ့အချက်ဟာတုံးနှစ်ကလေးတော့မှကောင်းကောင်းသိတဲ့အရာဖြစ်ပါတယ်ဒီလိုပါပဲထာဝရအသက်ကိုလည်းဝိညာဉ်အမေဆက်ဆက်ရှိမှရနိုင်မှာဖြစ်ပါတယ်ယောက်ျားပုံသဏ္ဍာန်ဘုရားသခင်ကိုကျွန်တော်တို့ကအဖေဘုရားသခင်လို့ခေါ်တယ်ဆိုရင်မိမပုံသဏ္ဍာန်ဘုရားသခင်ဟာ တေချာပေါ့အမေဘုရားခင်ဖြစ်ရမှာဖြစ်ပါလေဒါကြောင့်ဖန်ဆင်းကြိမ်ကစပြီးအဖေဘုရားခင်နဲ့အမေဘုရားခင်ဟာလူသားတွေကိုဖန်ဆင်းတဲ့အမှုတော်မှာအထူးလှူဆောင်ခဲ့ပြီးဘာဗလုန်ရဲတိုက်ကိုတိဆောက်တဲ့လူသားတွေရဲ့ထောင်လာခြင်းကိုကံမြန်တဲ့အမှုတော်မှာလည်းအထူးလှူဆောင်ခဲ့ပါတယ်ဘုရားခင်ကိုယဉ်ညွတ်တဲ့အခါ အများကြီးနဲ့အဖြစ်အီလိုဟင်ဆိုပြီးဖော်ပြထားတဲ့အကြောင်းရင်းဟာအဲ့ဒီမှာရှိပါတယ်။စံသားတဲ့မှာအနေကြီးနဲ့မရှိလို့ဖျားသခင်ကိုယဉ်ညွတ်တဲ့အခါအများကြီးနဲ့အီလိုဟင်ကိုအသုံးပြုခဲ့တာမဟုတ်ပါဘူး။အလိုဟာဓမ္မမို့အီရှိတယ်မဟုတ်ပါလား။အဲဆိုတဲ့စကားလုံးဟာဖျားသခင်တပါးတဲ့ကိုယဉ်ညွတ်တဲ့အခါအသုံးပြုတဲ့အနေကြီးနဲ့ဖြစ်ပါတယ်။ဒါပေမဲ့တမန်ကျမ်းစာ66ကျမ်းစာလုံးမှာဖျားခင်နဲ့ပတ်သက်ပြီးအီလိုဟင်ဆိုတဲ့စကားလုံးကို အချိန်ပေါင်း2500ကျော်အတုံးပြုခဲ့တဲ့ဆိုတဲ့အချက်ကိုအတိပြုကြည့်နိုင်ပါတယ်အဲ့ဒါကိုငွေရင်းစံစာထဲမှာအားလုံးအဲ့ဒီလိုမှတ်တမ်းတင်ထားတဲ့အတွက်စံစာပညာရှင်တွေတော့မြင်လို့မရနိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်ဒီလိုမျိုးအမေရှိမှပဲလူသားအလုံးအတွက်ဖျားသခင်ရဲ့ဂရီတော်ဖြစ်တဲ့ထာရတ်ကိုပေးဆောင်နိုင်မှာဖြစ်ပါတယ်ဒီမြေကြီးပေါ်မှာအဲ့ဒီထာရတ်ဂရီတော်ကိုလက်ခံရရှိမှပဲကျွန်တော်တို့ဟာထာရတ်ကောင်းကင်ကို ပြန်သွားနိုင်မယ်မဟုတ်ပါလားအဲ့ဒီဂရီတော်ကိုမခံရတဲ့သူတွေဟာဘလောက်ပဲတခင်တခင်ဆိုပြီးယုံကြည်ပါတယ်ယုံကြည်ပါတယ်ဆိုပြီးအကျင့်တရားပြောရင်တော့ရှင်မသက်ခရစ်ဝင်ခန်းကြီးခုနှစ်ထဲကယေရှုခရစ်ရဲ့တင်ကြားမှုမှာဘယ်လိုပြောထားပါသလဲတဲ့နော်ကငါအလင်းမသိအတ္တမအမှုကိုပြုတော်သူတို့ငါထမှာဖယ်ချဒီလိုရေးထားတယ်မဟုတ်ပါလား အဖေဘုရားသခင်မဲတည်ရှိတာမဟုတ်ပဲတေဇာဘောင်းအမေကရှိတဲ့အခါအဲ့ဒီအသင်းတော်ဟာသာရအသက်ရှင်နိုင်တဲ့အသင်းတော်သာရအသက်ဂရီတော်ကိုအာမခတ်နိုင်တဲ့ဂရီတော်ရဲ့သားသမီးဆက်ဆက်ဖြစ်လာနိုင်တာဖြစ်ပါလေအမေမရှိပဲဂရီတော်ရဲ့သားသမီးဖြစ်လာနိုင်ပါသလားအဲ့ဒါဟာမဖြစ်နိုင်တဲ့အရာဖြစ်ပြီးဘုရားသခင်ရဲ့တင် जा မှုကိုလွယ်မစွာတည်ဆောင်ပေးတဲ့မှားယွင်းတဲ့တင် जा မှုအဖြစ်ပဲရှုမြင်နိုင်မှာဖြစ်ပါလေ ဒါဆိုရင် အမေရဲ့တည်ရှိမှုကအများတန်းမိသားစုထဲမှာကြည့်ရင်လဲတာသမီနဲ့ခင်မုန်းကိုအစီခံလေးရှိပါတယ်။ဒါဟာဖျားခင်ချမှတ်ထားခဲ့တဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ယောက်ျားသည်မိမိခင်မွေးအပေါ်မှာခေါင်းပြည့်လို့ဖော်ပြထားတယ်မဟုတ်ပါလား။တမန်ကျမ်းစာမှာလည်းအချင်းမိမတို့တခင်ပြားကြီးအုပ်စိုးတော်မူခြင်းကိုဝန်ခံတဲ့ကဲ့သို့ကိုခင်မွေးကြီးအုပ်စိုးခြင်းကိုဝန်ခံကြလော့အချင်းယောက်ျားတို့ကိုခင်မွန်းကိုချစ်ကြလော့လို့ပြောထားပါတယ်။ ဒီလိုနဲ့အချင်းချင်းညီညွတ်တဲ့မိသားစုဖြစ်လို့ဆိုတဲ့တင်ကြားမှုရှိတယ်မဟုတ်ပါလားအချင်းချင်းထပ်တွင်စဉ်းစားရမယ်ဆိုတဲ့နှုတ်ကပတ်ကိုတမန်ကျမ်းစာထဲမှာအလုံးမှတ်တမ်းတင်ထားပါတယ်။ဒါကြောင့်အဖေရောအမေရောပါကျွန်တော်တို့အတွက်ဖို့တက်ပါတယ်။အမေဟာမိသားစုထဲမှာယာရုမြင့်ပါပေမဲ့သူ့ကိုယ်သူနှိမ့်ကြပါတယ်။သူဟာတခင်ဖြစ်ပေမဲ့အစီကံတယောက်လို့နေထိုင်ပါတယ်။ဒီတော့ဒီနေကြီးမိခင်အလုံးရဲ့ တာမီပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာအဲ့ဒါဟာအမေရဲ့အမေရဲ့အမေစီကနေယူရိုဗီဇာကိုအမွေဆက်ခံခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးမူလအမြစ်ကိုရှာဖွေကြည့်မဲ့ဆိုရင်ကပောက်ကျန်းအခန်းကြီး၃အခန်းငယ်20ကိုရောက်သွားမှဖြစ်ပါတယ်။ကပောက်ကျန်းအခန်းကြီး၃အခန်းငယ်20ကိုကြည့်ကြရအောင်။အခန်းကြီး၃အခန်းငယ်20ကိုကြည့်ရင်ထိုအခါလူသည်မိမိမယားကိုအေဝအမည်ဖြင့်မှတ်လေအเจ้าမူကားသူသည် ဘာလို့ပြောခဲ့ပါသလဲအသက်ရှင်တော်သူ အပေါင်းတို့ဤအမိဖြစ်တည်းအမိဆိုတဲ့သက္ကလုံဟာအမေလို့ပြောတာ ဖြစ်ပါတယ်အသက်ရှင်တော်သူအပေါင်းတို့ဤအမိဖြစ်တည်းလို့ပြောခဲ့ပါတယ်ညီကုန်းကျုံအနေနဲ့ဧဝကနေစတင်ခဲ့တာဖြစ်ပါတယ်ဧဝဟာဘသူရဲ့ဇနီးဖြစ်ပါသလဲအာရန်ရဲ့ဇနီးဖြစ်ပါတယ်တမန်ကျမ်းစာမှာအာရန်ကို ခရစ်တော်အဖြစ်ကိုးစားပြုထားပါတယ်ယောမဩဝါဒစာအခန်းကြီးက ခန်းငယ်14ကိုကြည့်ကြရအောင်အခန်းကြီးငါအခန်းငယ်14ကိုကြည့်ရင်တိုးတော်လေအာရန်လက်ထက်မှဆ၍မောရှိလက်ထက်တိုင်အောင်တည်ခြင်းတရားသည်အစိုးရ၏အာရန်ပြစ်မာသည်ဒီတူမပြစ်မာလို့သူတို့ကိုပင်အစိုးရ၏ထိုအာရန်သည်ဘသူကိုကိုစားပြုပါသလဲနောက်လာလက်တတ်သောသူ၏နောက်လာမဲ့သူကဘယ်သူဖြစ်ပါသလဲခရစ်တော်၏ပုံမှန်မှာဖြစ်သည်ဒီလိုမျိုးပြောထားပါတယ် ဒါဆိုရင်ခရစ်တော်စီမှာတေချာပေါက်ဘယ်သူရှိရမှာပါလဲဝိညာဉ်ရေးရသနီအေဝါရဲ့တရှိမှုကတေချာပေါက်ရှိရမှာဖြစ်ပါတယ်ဒါကြောင့်ဗျာဒိတ်ကျန်အခန်းကြီး22မှာဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သူတို့တပီကပေါ်ထွန်းလာပါတယ်ဝိညာဉ်တော်ဟာအဖေဖျားသခင်ကိုဆုလိုပြီးမင်္ဂလာဆောင်သူတို့တပီကအဖေရဲ့ဇနီးကိုဆုလိုပါတယ်အဖေနဲ့အဖေရဲ့ဇနီးဝိညာဉ်ရေးရပြောရရင်အဖေဖျားသခင်နဲ့မေဖျားသခင်ဖြစ်ပါတယ်ဗျာဒိတ်ကျန်အခန်းကြီး22ထဲမှာလည်း ိုးတက်ငယ်နဲ့တိုးတက်ငယ်ရဲ့ဇနီးလို့ဖော်ပြထားပါတယ်။တူညီတဲ့အကြောင်းအရာအလုံးကိုဒီလိုမျိုးတမန်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားခဲ့ပါတယ်။ဒါကြောင့်အာရန်ဟာကျွာလာမဲ့ခရစ်တော်ရဲ့ပုံမမာဖြစ်တဲ့ဆိုရင်ခရစ်တော်ရဲ့ဇနီးဖြစ်တဲ့အမေပြားသခင်ဟာအသက်ရှင်နေသူအပေါင်းတို့ရဲ့ဘာဖြစ်ပါသလဲ။သူဒီအသက်ရှင်တော်သူအပေါင်းတို့ကြီးအမိဖြစ်တည်း။အနည်းပြောရရင်အာရဟံယောက်ျားပုဒ်နံရှိတဲ့ဖျားခင်ကိုကိုးစားပြုပြီး ဧဝဟာမိမပုံတနာရှိတဲ့ဘုရားသခင်ကိုကိုးစားပြုပါတယ်။ဒါကြောင့်ဘုရားသခင်ဟာလူသားအလုံးကို သူ့ရဲ့ချစ်ရတဲ့သားသမီးတွေကိုခေါ်ဖို့အတွက်ဒီမြေကြီးကိုဒုတိယကျင်းကျွာလာခဲ့ပါတယ်။ဂါလိလဲပြည်နာဇဲမြို့မှာဧဝံဂေလိကိုဟောပြောခဲ့တဲ့လူငယ်တဲ့နှစ်ပေါင်း2000ကပထမအကျင့်လူသားတီအဝိကိုဝိစင်ကဒီမြေကြီးကိုကျွာလာခဲ့ပြီး သင်မောတဖာမင်းဒီအခက်လဲနူ၍အရွယ်ပေါက်တော့ခါဆိုတဲ့ကျွတင်ဟောစကားနဲ့အညီ1948ခုနှစ်မှာဗတိဇံကိုခံယူပြီးဒုတိယကြိမ်ကြီးမြေကြီးပေါ်မှာအင်းဥကလီအမှုတော်ကိုထပ်မံစတင်ခဲ့ပါတယ်။အဲဒီနောက်38နှစ်ကြာဒါဝီရဲ့အသက်တာကိုပြည့်စုံစေပြီးနောက်ကောင်းကင်ကို တက်မဲ့ဆိုတဲ့ကျွတင်ဟောစကားအတိုင်းကောင်းကင်ကိုတက်သွားခဲ့ပါတယ်။ကောင်းကင်တက်သွားတဲ့အခါတကဘာလုံးကလူသားအလုံးကအမေကိုတိမြင်ပြီး အမေရဲ့ရင်ခွင်စီကိုအားလုံးပြန်လာကြရမယ်ဆိုတဲ့အချက်ကိုဗျာဒိတ်ကျမ်းအခန်းကြီး22မှာတမန်တော်ယောဟန်ကတဆင်နှိုးဆော်ပေးခဲ့ပါတယ်ဗျာဒိတ်ကျမ်းအခန်းကြီး22အခန်းငယ်19ကိုကြည့်ကြရအောင်ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သူတို့သမီးကလာခဲ့ပါဘူးဆိုကြ၏အဖေနဲ့အမေကဆိုကြ၏ဘလို့ဆိုကြပါတယ်လဲဘသူစီကိုလဲဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သူတို့သမီးစီ အားလုံးပြန်လာကြပါလို့မိန့်တော်မူခဲ့ပါတယ်။ကျွန်တော်တို့လူသားအားလုံးဟာအမေကိုသိမြင်မှပဲယုံကြည်ခြင်းရဲ့ပြည့်ပြည့်စုံခြင်းကိုအောင်မြင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဖေကိုသိပြီးအမေကိုသိတဲ့အခါအဖေနဲ့အမေစီကိုအားလုံးပြတ်သွားနိုင်မယ်လို့ထင်ပါတယ်။ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့တပီကလာခဲ့ပါဘူးဆိုကြ යි ။ကြားတော်သူကလည်းလာခဲ့ပါဘူးဆိုပါစေ။ရင်ငှတော်သူတည်လာပါစေ။အလိုရှိတော်သူတည်အဖို့ကိုမပေးဘဲအတက်ရည်ကိုယူပါစေ။ ဤစာဆောင်၏အနာဂတ်စကားကိုကြာသောသူအပေါင်းတို့အားငါတတ်သိခံဒီကတနည်းအားဖြင့်ဤစံစာ၏နှုတ်ကပတ်ကိုကြာသောသူအပေါင်းတို့အားတတ်သိခံဒီကအကျဉ်သူသည်ဤရာတို့၌ခြား၍အသည့်တွင်ဤစာဆောင်၌ရေးထားသောဗေဒန်တို့ကိုထိုသူပေါ်တို့ဗျာဒိင်တက်ရောက်စေတော်မူမည်အကျဉ်သူသည်ဤစာဆောင်၏အနာဂတ်စကားအချို့ကိုနှုတ်ပယ်၏နှုတ်ပယ်မယ်ဆိုရင်ဤစာဆောင်၌ရေးထားသောအသက်ပင်နှင့်၎င်းတန်ရှင်သောမျိုးတော်နှင့်၎င်းထိုသူဆက်ဆိုင်သောအခွင့်ကိုဖျားပြီးနှုတ်ပယ်တော်မူမည် ဒီလိုဆိုရင်ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သူတို့တမီးကလာခဲ့ပါလို့မိန့်တော်မူတဲ့ဒီနောက်ကပတ်တော်ကိုလည်းလုံဝနှုတ်ပဲလို့အသိသွင်းလို့မရပါဘူးဒီမြေကြီးပေါ်မှာအဖေကိုရှာပြီးအမေကိုရှာပြီးတော့စစ်မှန်တဲ့ယုံကြည်ခြင်းရဲ့ပြည့်ပြည့်စုံမှုကိုအောင်မြင်နိုင်မဲ့အမေရဲ့ရင်ခွင်စီကို လူသားအလုံးကပြန်လည်ကြားရမှာဖြစ်ပါတယ်ထေရှားရအခန်းကြီး60ကိုကြည့်ရင်တင်းသားသမီးတို့ဒီအဝေးကလာ၍တင်းရနာမှာမွေးစားခြင်းကိုခံကြလိမ့်မည်လို့ ကျွတင်ဟောပြောထားတယ်မဟုတ်ပါလားခရစ်ခေယွန်းတေးချန်စမီကဣရှာယနာဂတိကျမ်းအခန်းကြီး60မှာအတည်ပြုကြည့်ကြပါစို့အခန်းကြီး60အခန်းငယ်1ဖြစ်ပါတယ်တင်ထားလော့လင်းလော့ဒီနေရာမှာလင်းလော့ဆိုတဲ့ဒီအလင်းဟာဘယ်သူရဲ့အလင်းလဲဆိုတာကိုကောင်းကောင်းအာယုံစိုက်ကြည့်ကြပါစို့ချွတ်မှုခေပေါ်တို့ခါဖြစ်တာ သင်းရလင်းရောက်လာပြီသာရပြား၏ဘုံတော်သည်သင်းရဘောမှာပေါ်ထွန်းလဲရှိဒီနေရာမှာပြောထားတဲ့သင်းရအလင်းဟာဘုသူရဲ့အလင်းကိုဆိုလိုပါတယ်လေဟုတ်ပါတယ်ယေရုရှလင်ရဲ့အလင်းဖြစ်ပါတယ်ဘာကြောင့်ဘုရားသခင်ဟာယေရုရှလင်ရဲ့အလင်းကိုထွန်းလင်းစေပါလို့မိန်တော်မူခဲ့တယ်လဲဆိုတာကိုအခန်းငယ်နှစ်မှာကြည်ကြရအောင်အခန်းငယ်နှစ်ဖြစ်ပါတယ်ကြည့်ရှုလို့မောင်မိုက်ဒီရေကြီးကိုဖုံးလွှမ်းလိုက်နေတယ် ီနေရာမှာမြေဆိုတဲ့အခေယာကိုအင်္ဂလိပ်ကျမ်းစာမှာကဘာမြေကြီးလို့ဖော်ပြထားပါတယ်။မောင်မိုက်ဒီမြေကြီးကိုဖုံးလွှမ်းနိုင်ပြီးထူထပ်သောမောင်မိုက်ဒီလူများကိုဖုံးလွှမ်းနိုင်ပြီလို့ပြောထားပါတယ်။တန်ရှိတော်လူသားတွေရဲ့ဝိညာဉ်အားလုံးဟာအခုအခါဝိညာဉ်မျက်စိနားနဲ့စိတ်နှလုံးတွေလုံးလုံးဖုံးလွှမ်းခံရလည်းရှိပါတယ်။ကြည့်ရှုလို့မောင်မိုက်ဒီမြေကြီးကိုဖုံးလွှမ်းနိုင်ပြီထူထပ်သောမောင်မိုက်ဒီလူများကိုဖုံးလွှမ်းနိုင်ပြီတိုးတော်လဲတင်းကြီးအပေါ်မှာသာရပြာဒီပေါ်ထွန်းတော်မူ၍ ဘုံတော်သည်တင်းရဲ့ဘောမှာထင်ရှားလဲရှိလိမ့်မည်အခန်းငယ်၃ခုကြည့်ကြရအောင်တပားအမျိုးသားတို့သည်ဘယ်လိုလုံးကြမှာပါလဲတင်းရဲ့လင်းတို့၎င်းရှင်မြင်းတို့သည်တင်၌ပေါ်ထွန်းခြင်းအရောင်တို့၎င်းလာကြလိမ့်မည်တပားအမျိုးသားတို့သည်တင်းရဲ့လင်းတို့၎င်းရှင်မြင်းတို့သည်တင်၌ပေါ်ထွန်းခြင်းအရောင်တို့၎င်းလာကြလိမ့်မည်ဒါဟာတင်တို့ကကျွတင်ဟောပြောခဲ့တဲ့ကျွတင်ဟောစကားမဟုတ်ပါဘူးကျွန်တော်ကကျွတင်ဟောပြောခဲ့တဲ့ကျွတင်ဟောစကားလည်းမဟုတ်ပါဘူးဘယ်သူကကျွတင်ဟောပြောခဲ့တဲ့ ဂျိုတင်ဟောစကားဖြစ်ပါတယ်လေဖျားသခင်ပြုတော်မူခဲ့တဲ့ဂျိုတင်ဟောစကားဖြစ်ပါတယ်အခန်းငယ်၄ကိုကြည့်ရင်အရရဲတော့မျှော်ကြည့်လို့ခတ်တိုင်သောသူတို့သည်စုဝေ၍တင်းနံတို့လာကြ၏တင်းသားသမီးတို့သည်အဝေကလာ၍တင်းရနာမှာမွေစားခြင်းကိုခံကြလိမ့်မည်ထိုကားတင်းသည်ကြောက်ရွံ့ခြင်းနှင့်ရှင်လန်းခြင်းရှိလိမ့်မည်တလုံးတုံလုံး၍ဝမ်းမြောက်လိမ့်မည်အကြောင်းမူကားတမောတရား၏ကြော်ဝခြင်းသည်တင်းမဲ့တို့ပြောင်းလဲ၍တပါးအမျိုးသားတို့၏စီးစိတ်သည်တင်းလက်တို့ရောက်လိမ့်မည် ဘလို့လောက်တဲ့အခါဒီလိုအရာကဖြစ်ပေါ်လာမယ်လို့ပြောခဲ့ပါတယ်ယေရှုရှင်ရဲ့ဘုန်းတော်အလင်ကပုံမှန်ဖုံးလွှမ်းနေတဲ့ကမ္ဘာမြေကြီးမှာဘလို့လောက်တဲ့အခါလဲအလုံးဟောပြောပြီးသိစေပြီးအဲ့ဒီဘုန်းတော်အလင်ကိုထွန်းလင်းစေတဲ့အခါဖြစ်ပါတယ်ချောယေရုံတရံ ကျွန်တော်နဲ့တင်တို့ဟာအမေဆိုတဲ့နာမတော်ရှိမှအမှန်တကယ်အတိတ်ကကောင်းကင်မှာကျွလွန်ခဲ့တဲ့အဖြစ်နဲ့ဒူးဆရာရဲ့အားလုံးဒီမြေကြီးပေါ်မှာကျွလွန်ခဲ့တဲ့အဖြစ်နဲ့ဒူးဆရာရဲ့အားလုံးအတွက်အပြစ်ဖြေခြင်းကိုခံယူပြီးသာရကောင်းကင်အိမ်တော်စီကိုလုံလုံလောက်လောက်ပြန်သွားနိုင်တဲ့ကောင်းကင်သားသမီးအားလုံးဖြစ်ကြရမယ်လို့ယုံကြည်ပါတယ်။အမေဆိုတဲ့နာမည်ဟာကျွန်တော်တို့ကိုနာကျင်မှုအပြင်ဝေဖာပေးတဲ့တစ်ခုတည်းသောအသက်ရှင်တဲ့တသက်ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်တဲ့အခါရရှိနိုင်တဲ့နာမည်ဟာအမေဆိုတဲ့နာမည်ဖြစ်ပါတယ်ဒီတိုင်းပေါ်ပေါ်တန်တန်လွယ်လွယ်ကူကူဖြစ်တယ်လို့လှုပ်ထားတဲ့အရာမဟုတ်ဘူးမဟုတ်ပါလားဒါကြောင့်အမေဟာအမြဲတမ်းငါ့ဘွားရဲ့အရာအလုံးဖြစ်တယ်ငါရဲ့တစ်ခုတည်းသောအာယုံဆိုင်မှုဖြစ်တယ်ဆိုပြီးကျွန်တော်တို့ကိုဖော်ညွှန်းခဲ့ပါတယ်ကျွန်တော်တို့ဟာလည်းအဖေနဲ့အမေကကျွန်တော်တို့ဘွားရဲ့အရာအလုံးဖြစ်နိုင်တဲ့စိတ်မှန်တဲ့ယုံကြည်ခြင်းနဲ့မှ ဖျားခင်ရဲ့ဘုံတော့ကိုရှမာရိပြည်နယ်မြေကြီးစွန်းထိကြဲကြဲပြဲပြဲတက်တက်ပြုပြီးဖျားခင်ရဲ့တင် जा မှုတွေကိုမှန်မှန်ကန်ကန်ဝေမျှပြီးတော့ဇီယုံရဲ့ညီအကိုမောင်မားတွေကအမေရဲ့အလင်းထဲကိုအားလုံးပြန်လာနိုင်အောင်လမ်းညွှန်ပေးနိုင်တဲ့သင်တို့နဲ့ကျွန်တော်ဆက်ဆက်ဖြစ်လာဖို့တောင်းဆိုရင်တရားဒေသနာကိုဤကုန်ချုပ်လိုက်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်